ကျွန်တော်ဒီနေ့အတွက်တယောစာလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီတယောစာလေးကိုတော့ကျွန်တော်ကိုယ်တိုင်ပဲရေးသားထားတာဖြစ်ပါတယ်ကျွန်တော်ရေးသားထားတဲ့တယောစာများစုဟာမြေပြင်ခြေနေတဲ့ချက်လက်များအပေါ်အခြေခံပြီးရေးသားထားတာဖြစ်တဲ့အတွက်တရားရာဂိုင်းတို့တယောစာစစ်စစ်တော့ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်ခင်ဗျာ ကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်တွင်းပြည်ပမှချက်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံး ဘေးကင်းကြမှာကြပါသေးဗျာရေတော်ဘုံအောင်ကိုအောင်ရမည် ရင်ပြင်းနီဖော်ရှုံးနဲ့အီလာကရွှေချောင်းတက်ချုပ်ကြီးတက်ချုပ်ကြီးဟိုဟိုကြုံတို့ရီးကိုကြုံတို့ပါလားဒါကတေချာစီစဉ်ပြီးသွားတမယ်ပွဲကွာ အဖတော်မကျွမ်းမင်းလိုပုံကုံမျိုးကတကုတကနဲ့ဖိတ်ကြထတာကွာသွားကနီလာကနီမှာကြုံတို့လို့အပြောခံလိုက်ရ၍တက်ချုပ်ကြီးကြောင်ချင်းမှာဆက်ဆက်နဲ့ဆဲလီတော့သည် အမှန်ကကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ကျုံတိုးမြို့နချံကုန်းကျေးရွာတိုက်ပွဲမှာခမာရ၄နှစ်မှာဒုတက်ရင်မူနဲ့ပွဲသေး30ခန်းမိုဟင်းကချက်ရမယ်အကြောင်းကိုမဲလုံးပြောဆိုလိုခြင်းဖြစ်သည်အခုလာပိုင်းမှာဆိုရင်တွားလိုက်တဲ့ခကြီးတွေတက်လိုက်တဲ့ပွဲတွေဆိုတာလည်းမနေမနော်ဘာတွေထူးလဲဆိုပြန်တော့လေတာဝနတူသေးတဝေထိုးပန့်ပြီးပြန်လှည့်ခဲ့ရတာပဲ လက်လွတ်ပေးထားရတဲ့မြို့တွေရဲ့အုပ်ချုပ်ရေးဖွဲ့တွေကိုလည်းအစင်သင့်နေရာပြန်ယူဖို့ပြင်ခိုင်းထားပြန်နေအဖေဖြင့်အားကုန်းနဲ့တာစိုးလေးလုတ်ပြီးပီရက်တွေနဲ့အီယိုတွေစီကနေလက်ပတ်တောင်းလို့ရမင်းများထင်နေလားမသိသူပထွေးတုတ်ကြီးတော့မှစီပွားရေးချက်တဲစိုက်ပြီးပြည်ရင်းမှာပိတ်လိုက်ရတဲ့စက်ယုံတွေကမနေအလောက်လက်မဲ့ဖြစ်နေတဲ့လုတ်သားဦးကြီးကတန်းကျော်ဒီအခြေအနေကိုအာယုံစိုက်ခံရမှာဆိုလို့ အပိုင်တို့ကိုမြှောက်ပေးပြီးအိန္ဒိယပါကစ္စတန်ကိုစစ်ဖြစ်အောင်နောက်ွယ်ကနေလက်မဲကြီးလှုပ်လို့လှုပ်တခက်ကိုမဟုတ်တရုတ်ရှင်ပြင်းဒီအောင်ပွဲဆိုတာဒုတိယကမ္ဘာစစ်ကြီးကိုအဆုံးသတ်နိုင်ခဲ့တဲ့ပွဲကွာဂျာမန်တွေလက်နက်ချပြီးမဟာမျိုးချစ်တွေကြီးကျယ်အောင်ပွဲခံနိုင်ခဲ့တဲ့အထိမ့်မှတ်ပေါ်မေလုံရပီရက်တွေနဲ့တိုင်းရင်သားတပ်ဖွဲ့တွေရဲ့ထိုးစစ်ဟာတပြေးပြေးနဲ့ပုံပြီးအရှိန်ဟုန်ကောင်းလာတဲ့အကြောင်းကို သတိပေးရန်မဲလုံစကားဆဖို့ပြင်လိုက်စင်မှာပင်တတ်ချုပ်ကြီးရုတ်တရက်ပြောလိုက်သောစကားကြောင့်မဲလုံအတာငိမ့်နေလိုက်ရသည်တစ်ချိန်မှာတော့ပြည်တယ်လေးတွေဟာလဲသူတို့အမားကိုသူတို့ပြန်မြင်လာပြီးအဘတတ်ချုပ်ကြီးတယောက်ပဲနိုင်ငံတော်ကိုအလုံးစုံတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်နိုင်ပါလေဆိုပြီးမျက်ရည်လေးတွေနဲ့လင်းဝင်အီယိုတွေကလည်းနောင်တရပြီးသူတို့နယ်မြေတွေစီကိုပြန်သွား ငါကခန့်ခန့်ညာညာနဲ့တမတကြီးလို့မြမပေါ်ကားဆန်လိုက်တာဗျာနှုတ်မှရောင်ရွေးထွက်သွားသောစကားကြောင့်မဲလုံးမှကြပြကြရလက်ဖြင့်ပိတ်လိုက်ပြီးတက်ချုပ်ကြီးရဲ့အိတ်ကဲကိုကြည့်လိုက်မိတော့တောင်းလိုက်သားကသူ့ဆန်ညွန်းထဲမှာသူ့ညောနေလေသည်အဲ့ဒီလိုမျိုးပဲတနေ့နေ့ငါတို့တမတော်ကြီးရဲ့မဟာမျိုးချစ်အောင်ပွဲကြီးကလည်းမနေ့အမြန်ရောက်ရှိလာတော့မှအဲ့ဒီခါကြတော့မှငါလည်း ဖေဖြင်းနဲ့ဖေပူကိုဖိတ်မာရဝိဒရာဖျားကြီးပေါ်မှာထုံတုပ်ပြီးရင်ပြင်ဖြူအောင်ပွဲဆိုပြီးကျင့်ပလိုက်ရင်ဘယ်နဲ့ရောကွာမဲလုံးရစကားပြောနေရင်ဘောင်းမရိတ်ထက်ကိုလက်နိုင်၍ဟန်ပါပါစတိုင်ထုတ်လိုက်တော့တက်ချုပ်ကြီးကိုကြည်၍မဲလုံးစိတ်မသက်မသာဖြစ်မိလေတော့သည်ကြည်စမ်းမအောင်ဝစ်ထားတဲ့နောက်တိုင်းဝစ်ဆောင်ကပုံမကြပန်းမကြဒီကြားတဲ့ကြိုတင်ပြင်ဆင်ထားတဲ့လေစည်းတွေကရှည်လုံး၍ သူ့မြင်းမာလီចောင်းកបွဲဝិសုံမနက်တိုင်ကိုအေးပေါ်ယူစီထားရသည်အလိုက်ရင်အလိုက်ထုံခိုက်မှာပင် ခေါ်တန်နှင့်အတူအနာတို့ရောက်ရှိလာသူကို ကြည့်ပြီးမဲလုံးအံ့ဩသွားရသည်ဟင်ဒါဒါဟိုနေ့ကရွှေဆိုင်မှာအတုနဲ့အစ်စ်ကိုလဲသွားတယ်လူလိမ့်မကြီးဟဲ့မဲလုံးနေ့ကိစ္စတွေနောက်မှပြောတော့လीတော်ကြလေးထွက်ချင်နောက်ကြနေလိမ့်မယ်သွားရအောင်လीအလိုက်ရဲ့ လာကြဟေးမြန်မြန်လာကြပါဇက်ကလည်းပြောတဆွေလုံးတမျိုးလုံးကိုအတင်းပင်လက်ရက်ခွန်နေသူမှာတတ်ချုပ်ကြီးကတော့ကျူကျူလောက်ဝက်ထန်းစားထားပုံကဂွန်းနေရတဲ့ထဲမှာလပိုက်အိတ်ကြီးတစ်ချိတ်ချိတ်နဲ့စင်မလိုက်သူဖြစ်နေပုံကတောဘက်မှာတနခါပဲကြားနဲ့စဘာကေးပေါင်းထိုးနေတော့လေသူမကြီးများကတင်းထက်အစတရာပို၍ကြီးကောင်းသေးသည်လိုက်လဲလိုက်တဲ့စင်မလိုက်ဆောင်တွေ့ ပြည်သူတွေကဖြင့်အခုထိမငြိမ်သက်နိုင်သေးတဲ့နောက်ဆက်တွဲငလင်တွေကြောင့်မှာအခုထိလမ်းမော်ကိုထွက်ပြီးအိတ်နေကြရောဒင်းတို့ကတော့လေရင်ကြီးပိုင်ဝဲပြီးပြည်ပခီးစဉ်ကိုဆက်ဖြည်းဖြည်းနဲ့တောင်းဖို့လာဖို့ပြင်ဆင်နေချိန်မှာစောက်တက်ကိုကြည့်ပြန်တော့ဘက်လဖိုင်လိုက်နေပြီဟိုနေရာမှာအလင်းဝင်လိုက်ဒီနေရာမှာအလံပြူထောင်လိုက်နေရုရှားနိုင်ငံမော်စကိုမြို့ ဒုတိယကမ္ဘာစစ်ပြီးဆုံးမှု180ပြည့်အောင်ပွဲခမ်းနားကိုကျင်းပရန်မော်စကိုမြို့ရှိရင်းပြင်နီမှာရုရှားအစိုးရဖွဲ့ဝင်များအလုရှုပ်နေကြ၏ယူကရိန်းကိုကျူးကျော်စစ်ဆင်နွှဲမှုကြောင့်ပြည်တွင်းမှာမဲပေးထောက်ခံသူနေပါလာတဲ့ပူတင်ဟာမဟာလာလိုအာဏာရှင်များနဲ့ပြည်သူအများအပေါ်ဖိနှိပ်တဲ့နိုင်ငံအများစုပါဝင်တဲ့ဗောင်းမဝင်တမ်းမဝင်နိုင်ငံပေါင်း29နိုင်ငံမှခေါင်းဆောင်များနဲ့အတူ ရင်မြင်နေမှာကျင့်ပါမယ်စည်ရေးပြခန္ဓာကိုတက်ရောက်ဖို့ပြင်ဆင်နေကြရတာအတက်တန်လို့သာ လုံနေကြရတယ်သူတို့အားလုံးရဲ့မျက်နာတွေပေါ်မှာစိုးရိမ်ထိတ်လန့်မှုတွေကအပြည့်ဟုတ်တယ်လေမြန်မာတရုတ်အီဂျစ်ဗီယက်နမ်နဲ့ဆိုဖီးယားတမတနိုင်ငံဟောင်းများပါဝင် ပြည်ပနိုင်ငံ73နိုင်ငံမှစစ်သားများကရင်မြင်နေအခမ်းအနားစီပါဝင်ချီတက်ကြမလဲမြန်မာကချီတက်လာမဲ့တက်တွေ့ ဒါမှမဟုတ်ဘာကီနာဖာဆိုကလာကြမဲ့လူတွေကအောင်ပွဲနဲ့ပတ်သက်เสียလား။ရာရာဆော့ဆော့သူတို့နဲ့ပတ်သက်เสียဘာအကြောင်းများရှိလို့လဲဆိုပြီးတချို့ကမေးခွန်းထုတ်နေကြတယ်။ပြီးတော့လေယခုရက်ပိုင်းမှာရုရှားပြည်သူတွေမှာစိတ်မလုံခြုံမှုတွေနဲ့ရင်ဆိုင်နေရတဲ့အထင်အရင်ရက်ကဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးလေမြမတတ်မတော်သားတွေကိုအမြင်မကြည့်ကြ။အလုတ်ပိတ်ရဲ့ရုံးပိတ်ရဲ့လေဆိုတော့ လမ်းပေါ်မှာလည်းအသွားလာရှင်ပြီးတချို့ကတော့မိသားစုလိုက်ပန်းချံသွားစားတော့ဆိုင်ထိုင်ကြနေအများစုကတော့ကိုယ့်အိမ်မှာကိုအေးစစ်စစ်နားယူနေချိန်မှာရုတ်တရက်ထွက်ပေါ်လာတဲ့အတန်နဲ့ကြီးများကြောင်းထိတ်လန့်တကြားဖြစ်သွားရသည်ဖြစ်ပုံမှာရင်းမြင်းဒီခန်းတော်စီးပြောင်းပွဲအတွက်ကြိုတင်ရောက်ရှိနေတဲ့မြမတ်တမတော်သားတွေရဲ့စီးပြောင်းကြိုလေ့ကျင့်မှုကြောင့်ပင် တိတ်ဆိတ်ငြိမ်သက်နေတဲ့ညနေခင်းချိန်လေးမှာမော်စကိုစီရေးပြောက်ကွင်းစီမှာပဲချော်ပဲချော်ပဲချော်ပဲဆိုပြီးတကြောကြောရောက်နေသည့်တခါမှမချောက်ဘူးတဲ့အတန်များကြောင့်ဖြစ်ပါတည်းဒီနေ့မှာငါတို့နိုင်ငံကဘာသည့်ဆောက်ရက်ခွဲရတယ်2005ခုနှစ်တုန်းကခန်းနောင်မှာဆိုရင်အမေရိကန်ပြင်သစ်နဲ့ဂျာမနီလိုဒုတိယကမ္ဘာစစ်အောင်မြင်မှုမှာပါဝင်ခဲ့ကြတယ်မဟာမိတ်နိုင်ငံခေါင်းဆောင်တွေတက်ရောက်ခဲ့ကြတယ်ဆိုပြီး ရုရှားနိုင်ငံရေးတုံ့သက်သူတွေကညှိညူကြတယ်။အခုကြတော့အာရှနဲ့အာဖရိကနိုင်ငံအများစုတွေအိန္ဒိယဝန်ကြီးချုပ်မော်ရီကပူတင်ဖိတ်ကြားတာကိုညှင့်ပယ်လိုက်တာဟာလေအဆက်တကွဲအကျိုးနဲ့ကိုဖြစ်ရော။ရုရှားစစ်သားတွေနဲ့အတူ ပါဝင်ချီတက်တာဟာစစ်ပွဲအတွက်တာဝန်ခွဲဝေယူခြင်းသာဖြစ်တယ်။ ဒါကြောင့်ယင်ပြင်းဒီခန်းနာကိုလာတက်ကြမဲ့သူတွေရဲ့လုံယုံရေးကိုအာမမခံဘူးလို့ဇလန်စကီးကသတိထပ်ပေးထားတယ်။ဟဲ့အိုးဘာသံတွေတော့စမတ်ကြကြဝစ်စင်ထား၍အနောက်တိုင်းဝစ်စုံနဲ့အမတန်ကြည်ကောင်းသောရုပ်ရည်ကိုပိုင်ဆိုင်ထားပြီးပြောင်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 းနဲ့စကားပြောနေသောရုရှားလူရွာကြီးထံသို့လင်ဖြစ်သူကိုကြော်၍ကြည်နေစဉ်မှာရုတ်တရက်ကြားလိုက်ရသောစုညံတန်များကြောင့်ကျူလလန့်ဖြတ်သွားမိသည် ဒရုန်းတွေ ယူကရိန်းကပစ်တာတွေရုရှားစကဲပြန်ကဘာသာပြန်ပေးလိုက်တာနဲ့တပြိုင်နက်ကျူလာမှာလပိုက်အကြီးပစ်ချပြီးကျန်းပြန်မော်တို့မှောင်ရထိုးချလိုက်ပုံမှာဖာဖာကြီးနဲ့ကာကာကြီးမော်စကိုနန်းဆောင်မှာရောက်ရှိနေကြတဲ့နိုင်ငံတကာဖွဲ့စည်းများမှာဗပြုတ်ကြီးလိုကုန်ကုန်ကြီးဖြစ်နေသည့်ကျူလာကိုကြည့်၍အန်အော်ကြီးဖြစ်ကုန်ကြသည်ဝှက်ထားတဲ့ထမိန်ကလည်းဘီရီရီယာတိုက်ရိုက်တဆင်ကို အမတန်ကြိုက်တော်စစ်ဘောချုပ်ကရော်ကြီးပီပီကြာပန်းကြာဘူးအစဉ်တွင်နေအတန်ကြာမှကျူလာမှာမျက်လုံးလေးပြူးကြောင်ပြူးကြောင်နဲ့ထလာပြီးအဆက်ပြေပြောလိုက်လေ၏တို့နေပြည်တော်ကအီလာလီစိတ်ကို ကာမီကာစီဒရုန်းတွေနဲ့ဝင်တိုက်တုံးကလိုများလားလို့ပါဟဲတဲ့ဝေး